နာနဲ့ချီပြီးကြာမြင့်လာပြီးဖြစ်တဲ့ဗမော်တိုက်ပွဲတွင်စစ်ကောင်စီကနနက်ကြီးလက်နက်ငယ်တွေပါဝင် KM မျိုးစုံ15သိန်းခန့်ပို့ဆောင်ပြီးခန့်စစ်ပြင်နေတယ်လို့သိရပါတယ်။ပြီးကြတဲ့ဒီဇင်ဘာ၄ရက်ကစတင်ခဲ့တဲ့ဗမော်မျိုးသိန်းတိုက်ပွဲဟာမနေ့ကမေလာတရနေ့ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီးစစ်ကောင်စီဘက်ကနနက်ကြီးလက်နက်ငယ်ဒရုန်းပုံသီးတွေအပြင် လေကြောင်းကပါပြင်းထန်ခုခံကာကွယ်နေရတယ်လို့သိရပါတယ်။ စစ်ကောင်စီအတွက်လိုအပ်နေတဲ့တိမ့်နဲ့ချီတဲ့လက်နက်ခဲယမ်းတွေကိုမြေကြီးနောင်စစ်လက်နက်ပစ္စည်းတပ်ခွဲစာနာခတင်လေးတင်နဲ့ကျောင်းဆက်ဟန်မြင့်မှုအခြေဆိုင်ပင်မခဲယမ်းမိကြောက်တက်ပခနာရုကနေပြီးလေရင်တွေနဲ့ထောက်ပံ့ပို့ဆောင်နေတယ်လို့စီးရဲသတင်းရှင်းနေထံကသိရပါဗျ။စစ်လက်နက်ပစ္စည်းတပ်နှစ်ခုကနေလက်နက်တွေအဆက်မပြတ်တင်ပို့နေတယ်။ကျောင်းဆက်ကလက်နက်တွေကိုတရက်ဝူလီတက်ကနေတဲ့ပေးနေတယ်လို့သိရပါတယ်လို့စီးရဲသတင်းရှင်းကအေရီတိုင်းမစ်ကိုပြောပါဗျ။ ဒါကြောင့်ဗမောဖန်စစ်အင်အားမှာလမ်းနဲ့ချီကြမြင့်တဲ့အထိပြားချက်မသွားပဲပြစ်ချခံရတဲ့ drone တွေကိုပါအစာထိုးတောင်းယူအသုံးပြုနေပြီဖြစ်တယ်လို့သိရပါတယ်။ဗမောမြို့တွင်းရှိစကခနှစ်တဲ့ခလာရလေးခွန်တို့မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးကချင်နုလည်တံပရော် KIA ကစကခ27ရဲ့ကာကင်း5ခုထက်မနည်းကိုအခုရက်ပိုင်းတွင်သိမ်းယူထားကရိုးတွင်းတက်ဆွဲထားတဲ့နေရာ3ခုထက်မနည်းလဲပိုက်ခိုက်သိမ်းပိုက်ထားတယ်လို့သိရပါတယ်။ စစ်ကောင်စီကတချင်းပြည်နယ်တွင်ဗမော်မြို့နယ်မှာသာမကဖားတန်ဘက်မှပါတိုက်ပွဲဖော်ဆောင်နေပြီးဖားတန်ကိုစစ်ကြောင်းနှစ်ကြောင်းခွဲကအင်အားထောင်ချီတုံးပြီးစစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။ဒါအပြင်မြစ်ဆုံအနီးရှိဂွီးထောင်ကျေးရွာနီးမှာဧပြီ29ရက်နေ့ထိစစ်ကောင်စီနဲ့ KIA တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။